မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ23ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိမ့်တိုက်ပွဲ update သတင်းကတော့ ကရင်ပြည်နယ်မြရီမြို့နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ထီကယ်ပလင်စစ်စခန်းကို KNL ဦးဆောင်တဲ့မဟာမိတ်တပ်များကတိမ့်ပတ်ရရှိသွားပြီးတော့စစ်သားများဟာထိုင်းဘက်ခြမ်းကိုထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ22ရက်နေ့မွန်လွယ်3:45မိနစ်အချိန်မှာထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ထီကယ်ပလင်စစ်စခန်းကိုတိမ့်ပတ်ရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီစခန်းကစစ်ကောင်စီတပ်သားများဟာထိုင်းနိုင်ငံဘက်ခြမ်းကိုထွက်ပြေးသွားတယ်လို့သိရပါတယ်။လက်တလုံးနယ်မြေရှင်းလေးတွေလှုပ်ဆောင်နေစေဖြစ်ပြီးတော့စစ်သားတိုက်ဆုံမှုနဲ့လက်နက်ခဲယံတိမ့်ပတ်ရ ရှိမှုအခြေအနေကိုတော့စီစဉ်နေဆဲဖြစ်တယ်လို့သိရပါတယ်။ထိကပ်ပလဲစခန်းကိုဇွန်လ9ရက်နေ့မှာစပြီးတော့ပူပေါက်တပ်ဖွဲ့တွေက drone နေနဲ့ဘုံးတွေစပြီးကျဲတယ်။အဲ့ဒီကလေးကပိတ်ဆို့ထားတာဇွန်လ21ရက်နေ့မှာတော့စခန်းရဲ့ area တဲကိုစတင်ပြီးတော့ထိုးဖောက်ဝင်ရောက်ပြီးဇွန်လ22ရက်နေ့မွန်လွယ်ပိုင်းမှာတော့အပိသက်တိမ့်ပတ်ရရှိခဲ့ပါတယ်။အဲ့ဒီစခန်းကဝေါ်လီဘျူဟာကုန်းအနီးမှာရှိနေတဲ့ကာကင်းစခန်းလေးဖြစ်ပါတယ်။ drone ပေါင်းစုံနဲ့ဘုံကျဲပြီးတော့လက်နက်ကြီးဆက်လက်0.5ပြည့်ကူစိုးမိုးပြီးတော့တတ်သိမ်းတာပါလို့စခန်းသိမ်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့တော်လိုင်းရေးသတင်းရေးမီးကပြောပြထားပါတယ်။ထိကပ်ပလဲစစ်စခန်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားအ ਨੇ စုံ80ကနေ90ကျားတပ်ဆွဲထားပြီးတော့စစ်တပ်ဘက်ကတေဆုံးမှုအခြေအနေနဲ့လက်နက်ခဲယမ်းရရှိမှုအခြေအနေကိုတော့စီစစ်နေဆဲဖြစ်တယ်လို့သိရပါတယ်။2023ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာလည်းထိကပ်ပလဲစခန်းကို KNL တပ်များကထိုးစစ်ဆင်တိုက်ခိုက်ဖူးတော်လဲ သိမ့်ပိုက်နိုင်ငံချင်းတော့မရှိဘူးလို့သိရပါတယ်2023ခုနှစ်စက်တင်ဘာလအတွင်းမှာထပ်မံပြီးတော့ ठीक ဲပလဲစစ်စခန်းကိုဒုတိယအကြိမ်ထပ်မံသိမ့်ပိုက်ရန်စ조사ခဲ့တော့လေစခန်းသိမ့်ပိုက်ရန်လက်တကန်းအလိုမှာပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်အခု2025ခုနှစ်ဇွန်လ22ရက်နေ့ရောက်မှသာအပိသက်တိုက်ခိုက်သိမ့်ပိုက်နိုင်ငံချင်းဖြစ်တယ်လို့သိရပါတယ်အဲ့ဒီ ठीक ဲပလဲစခန်းနေရာကအရင်တုန်းက KNU ရဲ့ဌာနချုပ်ယုံဖြစ်ခဲ့ဘူးပါတယ်2023ခုနှစ်မှာပထမအကြိမ်နဲ့ဒုတိယအကြိမ်ထိုးစစ်ဆင်ခဲ့ဘူးတယ်အခု2025ခုနှစ်ဇွန်လရောက်မှအဲ့ဒီ စခန်းကိုပြန်လည်ရရှိခဲ့တာပါလို့ ကရင်စစ်ရေးသတင်းရင်းမြစ်ကရှင်းပြထားပါဗျ။အခုဇွန်လ3ရက်နေ့မှာထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့တေဘောဘူးတပ်စခန်းကိုတော်လိုင်းတပ်များကသိမ်းပတ်ရရှိခဲ့ပြီးတဲ့နောက်ဇွန်လ22ရက်နေ့မှာထိကပလဲစခန်းကိုထပ်မံသိမ်းပတ်ရရှိခဲ့ရင်းဖြစ်ရာဇွန်လအတွင်းမှာစစ်တပ်စခန်းနှစ်ခုကို KNL ကဇက်တိုက်သိမ်းပတ်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ KNU ကထိုင်းမြန်မာနယ်စပ်တစ်ခုလုံးကိုထိန်းချုပ်သိမ်းပတ်ရန်စစ်ကောင်စီရဲ့တပ်စခန်း၃ခုသာသိမ်းပတ်ရန်ကြာရှိတော့ပြီးအဲ့ဒီစခန်းတွေကတော့ဥက္ကဋ္ဌဝေါ်လီဗျူဟာဂုံးနဲ့ တသဲလေတစခန်းတို့ဖြစ်တယ်လို့သိရပါတယ်။ဥက္ကဋ္ဌစခန်းကိုလည်းရဖို့ KNL နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကပိတ်ဆို့ဖြတ်တောက်ထားပြီးပါပြီ။မကြခင်မှာရရှိတော့မှာပါ။ပြည်သူတွေသတင်းကောင်းကြားရတော့မှာပါလို့ကရင်စီရေးသတင်းရေးမိကပြောပြထားပါတယ်။ KNU က match လား AP လားမေလနဲ့ဇွန်လများမှာထိုင်းမြန်မာနယ်စပ်အနီးကစစ်ကောင်စီရဲ့ပူလူတူခလဲ့ဒီတခေါပီခွေမော်ဖာတူစခန်းတာလဲစခန်းများမေလဗလဲတူမော်ခီဘရင်အောင်စခန်းကို ကနဲလေးစခန်းနဲ့ရွှေအင်းမြိုင်တပ်စခန်းဇွန်လ3ရက်နေ့မှာပေပေါ်ဘိုးစခန်းဇွန်လ22ရက်နေ့မှာထီကယ်ပလဲစခန်းတို့ကိုစက်တိုက်သိမ့်ပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းရေနံကျောင်းမြို့နယ်အတွင်းဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား15ဦးသေဆုံးပြီးအများပြားဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ28ရက်နေ့ကမကွေးအခြေစားတပ်မ88ခလိုက်ရခုံခုံခလိုက်ရ73တို့ကစူပောင်းထားတဲ့အကြမ်းတ်စစ်တပ်ကကြောက်ပတောင်းမြို့နယ်စီပင်ပြူစောတိရွာကပြူစောတိများနဲ့ပူးပေါင်းပြီးတော့အင်အား150လောက်နဲ့ရေနံကျောင်းမြို့နယ်တာကူးကန်ကျေးရွာ ဖိုးကိုလမ်းကနေတစ်ဆင့်ဝင်ရောက်လာတယ်လို့သိရပါဗါးအဲ့ဒီစစ်တပ်စစ်ကြောင်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့များကတိုက်ခိုက်ချိန်မုံခဲ့ရာဇွန်လ16ရက်နေ့ကအထိရက်နယ်10ကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗါးအဲ့ဒီစစ်တပ်စစ်ကြောင်းကရေနံကြောင်းမြို့နယ်လွန်မင်းရှိုးကြီးရွာကအပြစ်မဲ့ပြည်သူတအူအင်းတော်ကြီးရွာကအပြစ်မဲ့ပြည်သူတအူတို့ကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကကန်တာရွာတဲ့ကြီးရွာနဲ့လွန်မင်းရှိုးကြီးရွာတို့က ပြည်သူတွေရဲ့နေအိမ်15လုံးကိုမိရှုဖျက်ဆီးသွားတယ်လို့သိရပါဗျ။ဇွန်လ16ရက်နေ့စစ်တပ်စစ်ကြောင်းကကုန်းအိုင်ဖောင်းခွဲလမ်းကနေပြန်ထွက်သွားတာပါ။မကွေးအခြေစိုက်တမ88ခလာရခွန်ခွန်ခလာရ73တက်နဲ့ကြောက်ပတော်စီပင်ရွာက ပြူစောထီးတွေပူပေါင်းပြီးတော့ဝင်လာလို့တိုက်ပွဲဖြစ်တာပါမေလ28ရက်နေ့ကစဝင်လာတဲ့အချိန်ကစပြီးကျွန်တော်တို့တွေတိုက်ပွဲဖြစ်တယ်ရန်နဆဲကြတိုက်ပွဲအတွင်းမှာစစ်ခွေး15កောင်တိတ်ပြီးတော့အများပြားဒဏ်ရာရရှိသွားပါတယ်လို့ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတောင်းရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကို People Defense Force ရေနံချောင်း YNGPDF တမမြေ Special Column ရေနံသား Column နဲ့အင်တော်တိုင်တဲ့ပကဖတ်တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်ပြန်ကြားရေးဝန်ကြီးဌာန MRTV ကဝန်ထမ်းမနှင်းရင်ဖြူကိုဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်နှစ်မွေးနေ့ဆုတောင်းပြီးတော့ပန်းတပိတ်မှာပါဝင်ခဲ့တဲ့အမှုနဲ့စစ်ကောင်စီကဖမ်းဆီးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ19ရက်နေ့မှာကြားရတဲ့လူထုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်နှစ်မွေးနေ့အဖြစ်ပန်းတပိတ်မှာ MRTV ကဝန်ထမ်းမနှင်းရင်ဖြူခေါ်နှောင်းနှောင်းကပါဝင်ခဲ့ပြီးတော့ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ဆုတောင်းအဖြစ်လူမှုကွေရက်ပေါ်မှာ Happy Birthday အမေစုအသက်ရှိအနာမဲပါစေဘဝဆက်တိုင်းချစ်တော်သူများနဲ့ကွယ်ကွင်းရခြင်းဒုက္ခကနေကင်းဝေးပါစေသူတော်ကောင်းများနဲ့သာကြုံဆုံတွေ့ပါစေလို့ရေးသားခဲ့ကြောင်းသိရပါဗျ။ဒါအပြင်ပန်းတပိတ်ပါဝင်မှုအဖြစ်နဲ့ပန်းပန်ထားတဲ့ဓာတ်ပုံများကိုလည်းလူမှုကွန်ရက်ပေါ်မှာမျှဝေပြီးတော့ post တင်ခဲ့တယ်လို့သိရပါဗျ။ ်သူကပန်းတပိတ်မှာပါဝင်တာရယ်အမေစုမွေးနေ့ဆူတောင်းပေးတာကိုသူ့ရဲ့ Facebook မှာတင်လိုက်တယ်အဲ့ဒါကို Snow Queen Sit Lobby Telegram Channel ကနေပြီးတော့ဖမ်းပေးပါဆိုပြီးတော့တင်တယ်ဇွန်လ21ရက်နေ့ည7:00နာရီလောက်မှာစစ်တပ်ကသူ့ကိုဝန်ဖမ်းသွားတာလို့ MRTV ကဝန်ထမ်းတို့ကရှင်းပြထားပါတယ်ဖမ်းဆီးခံရတဲ့အချိန်မှာ MRTV ဝန်ထမ်းမနှင်းရင်ဖြူဟာနေပြီးတော့တက်ကုန်းမှာရှိတဲ့ MRTV ဝန်ထမ်းအိမ်အားမှာရှိနေတဲ့အချိန်ဖြစ်တယ်လို့သိရပါတယ် Telegram channel များကသူမကိုဖမ်းဆီးရန်လှုံ့ဆော်ခဲ့တဲ့အချိန်ဒေါအောင်ဆန်းစုကြည်အတွက်မွေးနေ့ suit down post ကိုပြန်ဖြတ်ခဲ့တော့လေအချိန်မမီတော့ဘဲနဲ့ဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်သူမအသုံးပြုနေတဲ့ Facebook အကောင့်များနဲ့ဖုန်းများအလုံးကိုလည်းစစ်ခွေးနဲ့ရဲခွေးများကသိမ်းဆည်းထားတယ်လို့သိရပါတယ်ဒီနေ့မှာထုတ်ပြန်တဲ့စစ်ကောင်စီရဲ့ဝါရဖြန့်သတင်းစာမှာလည်းနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပြတ်ပြားစေရန်နဲ့အစိုးရရန်တရားများကိုပြတ်ပြားစေရန်ရည်ရွယ်ပြီးတော့လှုံ့ဆော်ခြင်းဝါရဖြန့်ခြင်းများကိုပြုလုပ်ခဲ့တယ် August 2နေ့ရင်ဖြူ Facebook အကောင့်ပိုင်ရှင်ဖြစ်သူ နေပြည်တော်ပြည်ထောင်စုနယ်မြေတက်ကုံမြို့နယ်မြမတန်းနဲ့ရုံမြင့်တန်းကြားဝန်ထမ်းအိမ်ယာမှာနေတဲ့နှင်းရင်ဖြူခေါ်နှောင်းနှောင်းကိုဇွန်လ22ရက်နေ့ညပိုင်းမှာဖမ်းဆီးကြောင်းသတင်းထုတ်ပြန်ထားပါတယ်အကြမ်းဖက်စစ်တပ် lobby ခွေး Telegram channel များမှာပန်းတပိတ်မှာပါဝင်တဲ့စစ်ခွေးလက်အောက်ခံဝန်ထမ်းများပြည်သူများနဲ့ចောင်းသားများကိုဖမ်းဆီးရန်အတွက်လှုံ့ဆော်မှုများကိုဇက်တိုက်လှုံ့ဆော်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်များကမင်းလာမြို့နယ်ဘူတထောင်ကြီးရွာကိုစစ်တပ်ကမီးတင်ရှို့နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဇွန်လ23ရက်နေ့မနက်9:00အချိန်ကစတင်ပြီးတော့စစ်ကောင်စီတပ်ကပဲခူးတိုင်းအနောက်ပိုင်းတာယာဝတီခရိုင်မင်းလာမြို့နယ်ဂန်းကုန်ပင်အုပ်စုဘူတထောင်ရွာကိုမီးတင်ရှို့နေတယ်လို့သိရပါဗျ။ အဲ့ဒီကြေးရွာကပြည်သူတွေဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ပြောပါတယ်လက်တလုံးမှာပြည်သူများဖမ်းဆီးခံမှုအခြေအနေရှိမရှိမသိရသေးပဲစစ်တပ်ကစစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့်ပြည်သူအများစုကတော့ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ကြောင်းထိုးလာပြီးတော့မိတင်ရှို့သွားတာပါပြည်သူတွေအများစုကတော့ထွက်ပြေးတိမ်းရှောင်နေရပေမဲ့ ဖမ်းဆီးတပ်ဖြတ်ခံရသူရှိမရှိကိုတော့မသိရသေးဘူးလို့မင်းလာမြို့နယ်အခြေစားမင်းလာသတင်းအရင်းမြစ်ကသတင်းပေးဖို့ပြောကြားထားပါဗျ။မနေ့ကဇွန်လ22ရက်နေ့ကလည်းစစ်တပ်ကဥရိုကင်းငင်မင်းအုပ်စုဥရိုကျွဲလန်းစုရွာက နေအိမ်တစ်လုံးနဲ့ညနေပိုင်းမှာရွေးကုန်းရွာထိပ်ကတရော်ကုန်းကျိုးဒရာအနီးကနေအိမ်နှလုံးတို့ကိုမိရှုဖြတ်စည်းသွားတယ်လို့သိရပါဗျ။အရင်ရက်တွေကတည်းကစစ်ကြောင်းထုံးမဲ့သတင်းကြားလို့ဂန်ကောပင်အုပ်စုမှာရှိတဲ့ရွာတွေအလုံး အိမ်ဆောင်လူလောက်ပဲထားပြီးနိဆာယာရွာတွေနဲ့မင်းလာမျိုးဘော်ကိုတိတ်ဆောင်နေရတာပါဒီနေ့မနက်မှာဘိုးတထောင်ရွာကိုစစ်တပ်ကမီးဝင်ရှို့သွားလို့ရွာမှာကြံနေတဲ့အိမ်ဆောင်တွေလည်းဘေးလွတ်ရာကိုပြေးနေရတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်ဇွန်လ16ရက်နေ့ညနေ4နာရီခန့်အချိန်မှာမင်းလာမျိုးနယ်အုတ်တွင်းရွာအနီးမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်ကွင်းတာဆုံစစ်စေးရဲဂိတ်ကိုတော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာအဲ့ဒီတိုက်ပွဲမှာအကြမ်းဖက်စစ်တပ်ကတာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင် ဥဖုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တက်ဘုံမူဖြုံးမင်းဦးတရားဝရီခိုင်ဒုတိယရဲမူကြီးစိုးခိုင်မင်းလာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တက်ဘုံမူရန်တိုင်းအောင်အပါဝင်စစ်တပ်ဘက်ကစစ်ခွေးအကောင်20ထက်မနည်းတိုက်ဆုံခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးစစ်တပ်ကစစ်ခွေးအရာရှိကြီးများအပါဝင်တိုက်ဆုံထိခိုက်မှုတွေများပြားတဲ့အတွက်အချမ်းဘတ်စစ်တပ်ကဇွန်လ19ရက်နေ့ကစတင်ပြီးတော့မင်းလာမြို့နယ်အတွင်းကိုစစ်အင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာကကြေးပါများကိုမိတင်ရှုံမှုများဇက်တိုက်လှုံ့ဆော်လာခြင်းဖြစ်ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ဘကိုးတိုင်းပြည်မြို့အနီးကိုဗဟိုပြုပြီးတော့ပြင်းအား၄သမာ၂အဆင့်ရှိတဲ့ငလျင်ဒီကနေ့မနက်ပိုင်းမှာလှုပ်ခတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဇွန်လ23ရက်နေ့မြန်မာစံတော်ချိန်မနက်6:32မိနစ်အချိန်မှာဘကိုးတိုင်းပြည်မြို့ရဲ့တောင်အရှိတောင်ပိုင်း55ကီလိုမီတာအကွာမြေအောက်အနက်10ကီလိုမီတာကိုဗဟိုပြုပြီးတော့ ရစ်စတာစကေ၄.၂အဆင့်ရှိတယ်။အင်အားအနည်းငယ်ရှိတယ်။မြေငလျင်တစ်ခုလှုပ်ခတ်သွားတယ်လို့သိရပါတယ်။မနေ့ကဇွန်လ22ရက်နေ့မနေ့၄နာရီ52မိနစ်အချိန်ကလည်းမန္တလေးမြို့ပသိမ်ကြီးမြို့အနီးအရှိအရှိမြောက်ဘက်ခွန်နမိုင်ကအကွာအဝဘုဟုပြုပြီးတော့ပြင်အား၃.၈အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်သွားပြီးတော့ မန္တလေးမြို့ပေါ်ကပြည်သူများအထိတ်တလန့်ဖြစ်ခဲ့ရတယ်လို့သိရပါဗျ။မန္တလေးမှာမနေ့ကမနေ့ကလှုပ်သွားတဲ့ငလင်ကတော့အတန်ကြီးနဲ့ကိုလှုပ်သွားတာပါ။မနေ့၄နိုင်ဆိုတော့အကုန်လုံးလန်နိုးကုန်ကြတယ်လို့မန္တလေးကဒေသခံပြည်သူတို့ကပြောပြထားပါဗျ။ဒါအပြင်ဇွန်လ22ရက်နေ့ညနေ9:53မိနစ်အချိန်မှာလွိုက်ကော်မြို့ရဲ့အရှိမြောက်ဘက်ခွန်နမိုင်ကအကွာကိုဗဟုပြုပြီးတော့ AR Registers ကို သုံးအဆင့်ရှိတယ်အင်အားအနေငယ်ရှိတယ်မြင်းငလင်တစ်ခုလောက်ကတ်ခဲ့ပြီးတော့အဲ့ဒီနေ့ညနေ9:16မိနစ်ကလည်းနေပြည်တော်တာဝတိမြို့ရဲ့အရှိတ်31ကီလိုမီတာကိုဗဟိုပြုတ်ပြီးတော့ပြေအား3.2အဆင့်ရှိတယ်ငလင်လောက်ကတ်သွားတယ်လို့သိရပါတယ်မတ်လ28ရက်နေ့ကသခိုင်းမြို့အနီးကိုဗဟိုပြုတ်ပြီးတော့ပြေအား9.9အဆင့်ရှိတယ်စကိုင်းငလျင်ကြီးလောက်ခတ်ပြီးတဲ့နောက်ယနေ့အချိန်ထိကိုနောက်ဆက်တွဲငလျင်ငယ်များနဲ့အခြားငလျင်များစုစုပေါင်းအချိန်ရေအတွက်200နီးပါးဟာမြန်မာနိုင်ငံအတွင်းမှာလောက်ခတ်ခဲ့ကြောင်း မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစင်ကူးမြို့နယ်မြစ်တာနန္ဒဆေးရုံကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ရာမိဖွားပြီးကစားကလေးမိခင်တဦးတေဆုံးပြီးတော့ဆန္ဒဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ22ရက်နေ့ည7:00နာရီကအချိန်မှာစင်ကူးမြို့နယ်မြစ်တာနန္ဒဆေးရုံကိုတရဲဦးလေတက်ကနေတက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့ Jet Fighter တစ်စီးကလေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခတ်မှုအတွင်းမှာမတရားမျိုးနဲ့ဆယ်တော်လမ်းခွဲကြီးရွာကနေ မိဖွားပြီးတဲ့အသက်30ခန့်အရွယ်မိဖွားပြီးစအမျိုးသမီးတဦးတည်ဆုံးပြီးတော့အသက်35နှစ်အရွယ်အမျိုးသမီးတဦးပြင်းထန်ထန်ရရှိကအသက်အန္တရာယ်စိုးရိမ်ရတယ်လို့သိရပါတယ်။ဒါအပြင်ဆေးရုံမှာဆေးကုသမှုခံယူနေတဲ့ပြည်သူ71ဦးလည်းမစိုးရိမ်ရဒဏ်ရာရရှိကဆေးရုံတားဖွားမိရအဆောင်အပါအဝင်အဆောက်အဦးသုံးလုံးပျက်စီးသွားတယ်လို့သိရပါတယ်။ ်သေဆုံးသွားတဲ့သူကဆေးရုံကိုလာပြီးတော့မီးဖွာပြီးတာနှစ်ရက်လောက်ပဲရှိသေးတယ်ကလေးကတော့အသက်ရှင်ပါတယ်မိခင်ဖြစ်သူကတော့နေရမှာတင်ပွဲချင်းပြီးဆုံးသွားပါတယ်ဆေးရုံကိုတော့အနီးနားတစ်ဝိုက်ကမရီယာကနေလာတယ်စင်ကူးရှိမယ်တပိတ်ချင်းရှိမယ်ပြည်သူတော်တော်များများကတော့ဒီဆေးရုံကိုအားကိုးနေရတာဒီဆေးရုံမှာတော်လိုင်းတပ်ဖွဲ့တွေဆေးကူးတာတာလုံးဝမရှိပါဘူးအထီးကကတော့အယက်သားယဟန်းတွေနဲ့ပြည်သူတွေပဲကူးတာနေတဲ့ဆေးရုံမှာလို့စင်ကူးမြို့နယ်ပတ်ကောက်ဖသတင်းတာဝန်ခံကရှင်းပြထားပါတယ် အကြမ်းဖက်စစ်ခွေးတပ်ကဇွန်လတလလုံးငလျင်ဘေးအတွက်အပြစ်ခတ်ရက်စဲထားမယ်လို့ကြေညာထားတော်လဲစင်ကူးမြို့နယ်အတွင်းမှာစစ်ကြောင်းထုံးမှုများအပြင်လေကြောင်းတိုက်ခိုက်မှုများကိုလည်းဇက်တိုက်လှုပ်ဆောင်လျက်ရှိတယ်လို့စင်ကူးအခြေစိုက်သတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ